အားလုံးမင်္ဂလာပါရှင်ဒီနေ့တီတီဘလော်လေးကနည်းနည်းတော့ရှိပါမယ်တီတီရဲ့ပထမအုပ်ဖွင့်အတွေ့အကြုံပေါ့နော်တောင်တီးတဖောင်တိုင်းကြီးကိုဖပီဖွင့်ပွဲကနေပြီးတော့နောက်ဆုံးမီးပုံးထီတီလိုက်ရတဲ့တီတီရဲ့ဒီအဲ experience ကိုပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ပြီးတော့အဝေးရောက်တောင်ကြီးသူတောင်ကြီးသားတွေအတွက်လည်းအလွမ်းပြေပေါ့နော် တိယလေးတောသားမျိုးယောက်ဂျင်းဝက်ဖက်ဆိုတဲ့အတိုင်းမျိုးပေါ့နော်တကယ်ကိုလေးတဟာဟာနဲ့ဟောလိုက်တာမလိုက်တာအဲ့လိုကြီးတောင်မှလည်းပေါ့နော်အော်နေရတယ်ပေါ့နော်လုံးဝနက်ပြီရှုံးလောက်အောင်လှတယ်အဲ့ဒါကြောင့်မို့လဲတောင်ကြီးတဖောင်းလိုက်ဆိုတာနာမည်ကြီးဟာထင်တယ်အဲကဘာကျော်တာထင်တယ်ဒီကနေ့လည်းကြာပါတယ်ကြာပါတယ် ပြန်နေ ው များလေဒီလို အနီးကပ်ကြီးအပေါ်ဖီးရရင်ပြီးတော့ကြည်ရတဲ့ feeling ကလည်းဒါ ထမအောင်ဆုံးမှာပဲပြီးတော့တတိယပထမဒီပအိုပွဲဓမ္မရနာပွဲမှာကလေးကဒီမီးရှူးနဲ့ဒီမီးပုံးတွေရဲ့အတွေ့အကြုံကိုရပြီးတော့တောင်ကြီးပိုးဝင်သွားတဲ့အာမန္တလေးသူလေးပါအဲ့ဒီအတွေ့အကြုံမလို့တီယာကိုမီးရှူးနဲ့တထိုင်းတိုင်းဖြစ်မျိုးဆိုတာတည့်ရတဲ့နဲ့ကိုတေချာကိုဖိုင်အပေါ်ရက်ကောက်ကိုတွားကြည့်ရဘာလို့လဲဆိုတော့အဖီလင်းတွေကိုတောင်ကြီးသားရင်နဲ့တူတူတတိယကထပ်တူကြသွားပြီးထင်တယ်ဘာလို့လဲဆိုတော့ဒီဖီလင်းနဲ့ဒီအရာတော့အရာ န်းကိုကြိုက်သွားလို့ပါဒီမြင်ကွင်းကြီးကလေလုံးဝခေါင်းကိုငုံသွားခြင်းအောင်ကိုအရန်ကိုနှပ်ပပြီးတော့အဲတလုံးနဲ့တလုံးပြီးဆုံးသွားမှာတော့မှအဲနှမ်းမျောမိရယ်ပေါ့နော်ဒါပေမဲ့လည်းနောက်ရက်တီကြံပါသေးရဲ့ဒါတော့ပထမအဖာနေပါအဒီလိုမြင်ကွင်းရှိရှိရတော့တတိရိုးရဲ့ file ပေါ့နော်တတိယကဒီလူမြန်ကွင်းထဲမှာ focus ဆိုတဲ့ file တောက်ဖိုင်ဖြန့်ထားပါတယ်အဲ့ရဲ့ focus focus file တောက်ဖိုင်ရဲ့အရှိ view တက်တက်ဖြစ်ပါတယ် လဲနိုင်ပေါ်မှာအမျိုးမျိုးဘီယူနန်တော့တာနဲ့ပြောကြတယ်ပေါ့နော်အရင်အန်ရင်များတယ်လို့အဲဖိုးရင်ရတယ်အမျိုးမျိုးဖိတ်ပူစရာလေးပေါ့နော်ဖိုးရင်ပြောတာလည်းတင်ကြတာလေးတွေ့တယ်တကယ်တမ်းကျတော့လေဒီမီးဖုံးမြိုင်ကြီးနဲ့ဒီရမ်းနေတော့မှဒီလူအင်အားဝေအင်အားတော့အသက်ခံတာတွေရောအကုန်လုံးကိုရှင်းပြီးတော့ပြုတ်လောက်ထားတာပေါ့နော်အဲဒီကလေးကတော့သူတို့ရဲ့ရိုးရာအဲဒလင်းနဲ့ပြီးတော့သူတို့ရဲ့ ဒါဝါသနာပေါ့သူတို့ရဲ့ပျော်စရာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တောင်ကြီးသားတွေကဒီ mutual လောက်ကတော့လုံးဝမဖြုံမင်းနဲ့ပို့ပြီးတော့မှအဲဒါကသူတို့အတွက်အရသာပေါ့နော်ပျော်ရွှင်စရာအရသာအနှစ်သာရတမျိုးပြီးတော့အရန်ပညာသားပါတယ်လीနော်သူတို့ရဲ့ဒါပညာရက်ပါအဲ့ပြီးတော့တီတီတို့ဒီဘားတွေအပေါ်ဓာတ်တွေကိုအဲ ဂယုနာဒေါတာနဲ့အညီအများကြီးလို့ပြောကြပြင်မဲ့လေအအပေါ်တက်ကကြည်ရတဲ့ feeling ကိုကအယမ်းကိုမိုက်ပါတယ်အယမ်းကိုပျော်ပြာကောင်းပါတယ်ပြီးတော့ဘာတိုင်းဘာတိုင်းမှာလည်းသူ့ဟာနဲ့သူဘလို့ပြောမလဲအာအညီကိုကြိုတင်ကောက်ွယ်ထားတာမျိုးတွေအများကြီးပြုလုပ်ထားပါတယ်ဒါတိတိတို့ဘာဆိုရင်လဲသဘောတွေဒီအပေါ်ကဒီကာတဲ့ဟာတွေကိုပေးပေးထားတယ်ပေါ့နော်ဒါကပျော်ပြာတမျိုးပဲပေါ့နော်အကုန်လုံးကဒီဟာလေးတွေကိုကာပြီးတော့ဒီလို ေါ်ပေါ့နော်အောက်တက်တဲ့ရန်အပေါ်ကြည့်ရတာကိုအာအရန်ကိုပျော်ကြရတယ်ပေါ့နော်တီတီကိုတိုင်းကလည်းတသက်မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုလို့ပြောရမယ်ပေါ့နော် ။အော်ရည်ရနာကရဲ့အနေနဲ့တီတီမြတ်ဝေရမှာဆိုရင်တီတီတို့ကမိုးနှင်းထိနေတဲ့အတွက်ကြောင့်မလို့တီတီတို့ရဲ့ရှင်ကရနာကရဲ့ဟာအများသူငါတွေတက်ပို့ပြီးတော့ပေးရတယ်ဗီဂျီရဲ့ပြီးတော့ဖေးသက်တာချင်းရတော့အေယဝီလောက်ကနေဒါမှမဟုတ်ရင်ပေါ့ဝေးတဲ့နေရာပေါ့ဝေးလီဖေးသက်တာလေးဖြစ်ပြီးတော့ကွင်းနဲ့မီးလေးကွင်းနဲ့ကွင်းနဲ့မှာအဲကွင်းရဲ့ဟိုဘက်ဘယ်လိုပြောမလဲမဟုတ်ဘူးရဲ့ဟိုဘက်အနောက်ပေါက်မှာလဲ final stand နေရှိရပေါ့နော်အဲ့လိုနီးလေးဖေးကြီးလေးဖြစ်ပါတယ်ဈေးကလည်းနှစ်ဆေး ပေါ့နဖာရှိရယ်ဥမာစနစ်မထိုးခင်ပြန်မယ်ဆိုတဖေးစနစ်ကြုံမပြန်မယ်ဆိုတဖေးဖြစ်ပါတယ်ဒါကလည်းသူတို့ရဲ့အဲသူတို့ရဲ့ဈေးတွေဆိုတော့တကျူလေဒါပြောလို့မရဘူးလေပေါ့နော်တော်တောင်ကြီးသားတွေပဲအကိုကြီးလို့ပါ Maire, que todo medio. phải đặt lối phía vào vào đi mọi người

မရောက်မရောက်မရောက်ကဲတတိယတော့ဒါတတိယရဲ့အတွေ့အကြုံကိုအစာဆုံးမျှဝေထားခြင်းဖြစ်ပါတယ်ဖွံ့ဖွဲအတွေ့အကြုံအစာဆုံးမျှဝေထားခြင်းဖြစ်ပါတယ် အဲလိုင်းလွင်ပေးဖို့တောင်းဆိုထားခြင်းတောင်းဆိုထားကြပြီမယ်လေအဲဒီမှာလူအမှုရေအရန်များတဲ့အတွက်လိုင်းအရန်ချက်တယ်လीเนาะအဲ့ဒီအတွက်ကြောင့်မို့လိုင်းလွင်ဖို့အဆင်မပြေတော့တဲ့အတွက်ကြောင့်မို့လို့ဒီလိုအဖာဖုန်းဗီဒီယိုလေးကိုတတိယအဲဖေးရောင်းရင်းနဲ့ဖေးသိမ်းတတိယရင်ပြီးတော့အဖာဖုန်းအရိုက်ကူးထားခြင်းဖြစ်ပါတယ် ပြက်ဖန်ရလဲမျိုးမြန်ကွင်းတက်တက်မှာရှိရဲ့အတွက်ကြောင့်မို့လို့တတိယအခုအတန်သွင်းတာလဲဖန်ရရင်မသွင်းတဲ့အတွက်ကြောင့်မို့လို့နည်းနည်းဖူညာတာလေးတော့ရှိနေပါလိမ့်မယ်အဲ့ဒါလေးတော့နားလည်ပေးကြပါကဲမျိုးမြန်ကွင်းထဲမှာအဝေးရကွင်းထဲမှာတတိတို့တွေတူတူဖုန်ရမယ်နော်